ခြေအတုတစ်ဖက်နဲ့တိုက်ခိုက်ရေးရဲပေါ်စစ်တပ်စခန်းသိမ်းတိုက်ပွဲတစ်ခုမှာတနက်ကြီးတွေအဆက်မပြတ်ဖြစ်ခတ်နေရကြကခြေတုတစ်ဖက်နဲ့ထိတ်ဆုံးကနေတက်နေတဲ့ရဲပေါ်ရဲ့ drone ရုပ်သံဖိုင်လူမှုကွန်ရက်မှာပြန့်နှံ့နေရကိုမြင်ဘူးကြမှာပါအဲ့ဒီရဲဘော်ကဖေခုံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့1006တရီရဲ့ခွဲမှုတောင်ဝင်ယူထားတဲ့အသက်26နှစ်အရွယ်ရဲဘော်အေးမောင်ဖြစ်ပါတယ် အရိယုတ်တန်ကမိုးပြင်းမြူအခြေဆိုင်ခမရ၄နှစ်နှစ်တရင်အနီကထုံးဘူတက်စကန်ဖြစ်ပြီးတော့2023ခုနှစ်တလေးလုံးစစ်စင်ရေးကာလအတွင်းမှာတော်လိုင်းတက်ဖွဲ့တွေကတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့တိုက်ပွဲဖြစ်ပါတယ်။စကန်ကုန်းချောင်းဝင်းလေးကိုစဝင်လာတဲ့အချိန်မှာပဲရဲဘော်တယောက်ကခွန်ကိုထိသွားတာအဲ့ဒီရဲဘော်ကိုဆွဲဖို့ကာပစ်မယ်ဆိုပြီးတက်သွားတာလို့ထိုစခန်းသိမ်းတိုက်ပွဲရဲ့အဖြစ်အပျက်ကိုရဲဘော်အီမောင်ကပြန်ပြောင်းပြောပြပါရတယ် အရိစခန်းသိန်းတိုက်ပွဲမှာစစ်သားအများပြားတည်ဆုံးခဲ့သလိုလက်နက်ခဲယံအများပြားကိုလည်းတင်စီရမိခဲ့ပါတယ်။အရိနောက်မှာတော့လက်နက်ကြီးနဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အထိခိုက်ရှိလာနိုင်တာကြောင့်ပြန်လည်ဆုတ်ခွာပေးလိုက်ရတယ်။အရီတိုက်ပွဲခါရဲဘော်အေးမောင်တို့ပထမဦးဆုံးသောစခန်းသိမ်းတိုက်ပွဲတော့မဟုတ်ပါဘူးရဲဘော်အေးမောင်ဟာဖဲခုံမြို့နယ်လေထွန်းရွာစာတိဖြစ်ပြီးတော့မွေးချင်းညီကို၃ယောက်နဲ့အကြီးဆုံးသားဖြစ်ပါတယ် သူ့ရဲ့ညီအငယ်ဆုံးကလည်းဖဲခုံ PDF drone တပ်ဖွဲ့မှာပါဝင်နေပါတယ်။သူတို့ဟာ2021ခုနှစ်မတိုင်ခင်ကတောင်ရအလုံးနဲ့မိဘကိုလှုပ်ကြွေးပြုရင်းစစ်တပ်အာဏာသိမ်းချိန်မှာ တူမီကင်ပြီးစစ်တပ်ကိုတော်လှန်ခဲ့တဲ့လူငယ်တအူးပါ။ 2021ခုနှစ်မေလပိုင်းမှာလဲမိုးပြည့်ရေစခန်းကိုတွန်းလင်းရဲဘော်တွေကဝင်ရောက်သိမ်းပိုက်လိုက်တဲ့အချိန်မှာကုန်းသာကြေးရွာဘက်ကိုစုပ်ပြေးလာတဲ့စစ်သားတွေကြားကြားဖြတ်တိုက်ခိုက်ခဲ့တာဟာရဲဘော်အေးမောင်ရဲ့ပထမဆုံးတိုက်ပွဲဖြစ်ပါတယ်။အဲ့ဒီချိန်လက်လွတ်တွေနဲ့ပြစ်ကြတာဘာတိုက်ပွဲအတွေ့အကြုံမှလည်းမရှိသေးတော့သူတို့အထိနာပြီးစစ်ကူတောင်းတာကို လူစစ်ကူထင်ပြီးအေးဆေးနေလိုက်တာခဏနေတော့လက်နက်ကြီးတွေကျလာတယ်လို့သူ့ရဲ့ပထမဆုံးတိုက်ပွဲအတွေ့အကြုံကိုပြောပြပါတယ်။သူ့ရဲ့ပထမဆုံးကြုံတွေ့ရတဲ့တိုက်ပွဲဟာတော်လိုင်းရဲဘော်၄ယောက်လက်နက်ကြီးစထိမှန်ခဲ့ပြီးတော့အချက်ဆုံးတငယ်ချင်းဖြစ်သူမာရီကိုဆိုတဲ့ရဲဘော်လေး ပါဝင်ကြဆုံးခဲ့ရတဲ့အတွက်လက်နက်ကင်တော်လန်ရေးကိုအဆုံးထိဆင်နွှဲဖို့တန်တိတ်ထန်ချခဲ့ပါရယ်ပထမဆုံးလည်းဖြစ်တယ်အချစ်ဆုံးတငယ်ချင်းလည်းဖြစ်တော့ခံစားရတာပေါ့သူကြောင့်လက်နက်ကင်တော်လန်ဖို့ကိုဆုံးဖြတ်နိုင်ခဲ့တယ်လို့သူကပြောပြပါရယ်အဲဒီနောက်မှာဖဲခုံ PDF တရင်တတီထောင်ခဲ့ပြီးတော့ဖဲခုံမြို့နယ်မှာရှိတဲ့တပ်စခန်းသိမ်းတိုက်ပွဲတွေမှာလည်းပါဝင်ခဲ့ပါရယ်2021ခုနှစ်နိုဝင်ဘာလပိုင်းမှာမိုးပြင်းမြို့အနီး ဝါရီဆူဖလိုင်ဂျီဟာအတွင်တက်ဆွဲထားတဲ့စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရမှာလဲရဲဘော်အေးမောင်ကမိုင်းနေမိခဲ့ပါတယ်။နေမိတဲ့မှာမူးမိတ်သွားတယ်။အစကခြေတော့မဖြစ်ချင်ဘူး။ခြေတော့မဖြစ်ရင်တိုက်ပွဲပြန်လိုက်ဖို့ကြာနေအောင်မယ်ဆိုလို့ဖြတ်လိုက်တာလို့ရဲဘော်အေးမောင်ကပြောပြပါတယ်။ ခြေတော့တစ်ဖက်ဆုံးရှုံးလိုက်ရတဲ့အချိန်မှာလဲစိတ်တွေကြပင်မဲလို့အကောင်းဆုံးဖြစ်အောင်ပြန်လည်စိတ်အားတင်းခဲ့ရပါတယ်။ဆေးရုံမှာဆေးကုသမှုခံပြီးတဲ့နောက်အနာချက်တဲ့အထိအနားယူရမှာဖြစ်တယ်။အဲ့လိုမျိုးဆေးရုံကဆင်းပြီးနောက်ပိုင်းမှာစိတ်ကတိုက်ပွဲကိုပဲပြန်လိုက်ချင်နေသေးတာ။ဒါကြောင့်မလို့ကြံမိကြံရတဲ့ဝါးချီတူကိုကိုယ်တိုင်ပြုတ်လုပ်ခဲ့ပါသေးတယ်။ဝါးချီတူဆိုတော့ဝေးဝေးသွားမရဘူး။နာတယ်တဲ့။ အဲ့ဒီနောက်၃လကြာမှာထိုင်းမြန်မာနယ်စပ်ကိုတွားရောက်ပြီးခြေထုတက်ခဲ့ပြီးတော့ပြန်အရောက်မှာရှည်တန်းကိုချက်ချင်းထွက်ခဲ့ပါတယ်။အစာပိုင်းမှာခြေထုကြောင့်ခက်ခဲပြင်မဲ့လို့လဲအသားကျသွားတဲ့အချိန်မှာရဲဘော်အချားရဲဘော်တွေနဲ့နီးတူစစ်ညီရဲမှာခြေမုံးရေးတိုက်ပွဲတွေကိုဆင်နွှဲနိုင်ခဲ့ပါတယ်။ဖဲခုံအင်းအရှိတ်ချမ်းမှာရှိတဲ့ဆောင်နန်းခဲရေပြူတိုက်ပွဲတွေကိုချိန်မုံရေးရဲဘော်တွေနဲ့အတူဥဆောင်ပါဝင်ခဲ့တဲ့တက်ခွဲမှုတအုပ်ဖြစ်လာခဲ့ပါတယ် 2025ခုနှစ်စွန်လပိုင်းမှာဖဲခုံအင်းအရှိဘက်ကိုစစ်တပ်နဲ့ PNO တပ်တို့ကအင်အားအလုံးအင်းနဲ့စစ်ကြောင်းထိုးလာချိန်မှာပဲရဲဘော်အေးမောင်တို့ကပြန်လည်ခုခံရင်းစုတ်ခွာခဲ့ရပါတယ်။အရှိဘက်ကျမှခံပြစ်ရင်းနဲ့နောက်ဆုံးအချိန်ထိနေခဲ့တယ်။ပြည်သူတွေစစ်ဆောင်ပြီးကြတဲ့အချိန်ထိပေါ့လို့သူကပြောပြပါတယ်။ ဟဲခုံရှိပတ်ချမ်းမှာတော်လည်ရင်ချက်တွေကပြန်လဲဆုတ်ခွာရတဲ့အချိန်ရဲဘော်အေးမောင်ဟာလည်းခြေအတုနဲ့ခွန်နေရကြော်ကြာလမ်းလျှောက်ခဲ့ရပါတယ်။အဲ့လိုမျိုးခီးချီတက်တဲ့ချိန်မှာသူ့ရဲ့ခြေထောက်မှာအနာပေါက်ပြီးတော့ရဲဘော်တွေကထမ်းရတဲ့အခါစိတ်ထဲမှာအားမလို့အားမရစိတ်ဝင်ခဲ့ကြောင်းသူကပြောပြပါသေးတယ်။အဲ့ဒီအချိန်မှာတော့အားမရဆုံးအချိန်ပဲပေါ့။ခြေအိတ်အပေါ်မပါလာတော့ခြေထောက်မှာအနာရီပေါက်လာပြီးတော့ပြေးတော့ဘူးလို့ဝန်းနေစွာပြောပြပါရယ် လက်ရှိမှာတော့ဖေကုံရှိဖက်ကျမ်းမာရှိတဲ့တော်လိုင်းရင်တက်ဖွဲ့ရီတိုက်ခိုက်ထင်းကျုံနိုင်ကြတဲ့နေရာအားလုံးကိုစစ်တပ်နဲ့ PNO ပြည်သူစစ်တပ်ရဲ့ထိုးစစ်များကြောင့်စုခွာပေးလိုက်ရပြီဖြစ်ပါတယ်။အဲဒါတွေအပြင်မိုးပြဲမြို့ကိုတော့စစ်တပ်ကပြန်လည်ထင်းကျုံသွားပြန်ပါတယ်။ ဒါပေမဲ့လို့လေတိုက်ပွဲတွေကဖြစ်ပွားနေစေပါရဲဘော်အေးမအပါအဝင်တော်လရင်ချက်ဖွဲ့တွေကအားမလျော်ပဲစစ်တပ်ကိုပြန်လဲပေးလိုက်ရတဲ့နေရာတွေကိုတိုက်ပွဲဝင်နေကြစေဖြစ်ပါတယ်ရဲဘော်အေးမကလည်းမိုးပြင်းစစ်မြေရင်မှာတနက်ကင်ပြီးရှိနေစေဖြစ်ပါတယ်သူရဲ့နေရက်စာတိဖဲကုံအရှိပတ်ချံကိုပြန်လဲရရှိရေးအတွက်အသက်ရှင်နေသည်ဖြင့်စက်ကြိုးစားနေအောင်မှာပဲဖြစ်ပါတယ်